Hello အားလုံးပဲမင်္ဂလာမနက်ခင်းလေးဖြစ်ပါစေရှင်ပရိသတ်များအားလုံးကိုဒီစားရီရဲ့ Tiny Sport မြန်မာ Channel ကနေပြီးတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါရင်ပရိသတ်များအားလုံးကိုဒီစားရီ Channel ကနေပြီးတော့ဒီကနေ့မနက်ခင်းမှာလည်း United နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါဒီနေ့မှလည်းဘယ်လိုမျိုးသတင်းအကြောင်းအရာတွေပါဝင်နေမလဲဆိုတာကိုပရိသတ်များအားလုံးကဗီဒီယိုလေးအစအဆုံးကိုလိုက်ပါလို့နားဆင်ပေးကြပါအောင်ရှင်ဒီနေ့မှာတော့ပရိသတ်တွေအတွက်ပရမောင်ဆုံးအနေနဲ့ Premier League ရဲ့ကနဝင်တိုက်စင်မှုကြီးဖြစ်တဲ့ Alan Shearer ကတော့ Manchester United အသင်းဟာ ဘူးအသင်တိုက်စစ်မှုဖြစ်တဲ့မာတီးယက်စ်ကူညာကိုခေါ်ယူပြီးနောက်ထပ်ကစားသမားအသစ်609ရောက်လောက်ထပ်မံခေါ်ယူခြင်းမရှိဘူးဆိုလို့ရှိရင်ဘာမှထူးခြားလာမှာမဟုတ်ဘူးဆိုပြီးတော့ထောက်ပြပြောကြားလိုက်ပါရင်ပေါင်62.5ငါးတန်းတန်ချေရှိတဲ့စားတုပ်ဖြတ်သိမ်းချေပေါဝင်ပြီးတော့မကြသေးမီကမှပရီးမီယာလိပြိုင်ဘက်တွေ့ရင်စိတ်ဝင်စားမှုကိုရရှိထားတဲ့ Wolf Tyson မှာ Matthias Cunha ကို United ကခေါ်ယူဖို့အတွက်ကြိုးပမ်းလိုနေပါတယ် အသက်25နှစ်အရွယ်ကုညာဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလကမှ Wolf အသင်းနဲ့၄နှစ်ခွဲတက်တန်းရှိတဲ့စာချုပ်အသစ်ကိုချုပ်ဆိုထားပြီးမြ United ရဲ့နေရာသီးပြည်မဲ့ကစားသမားဆိုင်ရင်းထဲမှာတော့ပါဝင်လို့နေပါတယ် United ကနီးပြယူဘင်အမော်ရီရဲ့လူဆိုင်ရင်းကိုပြန်လည်ပြီးတည်ဆောက်နိုင်ဖို့အတွက်ဒီဟာဒီအငန်းချထားတဲ့ Market Rashford, Jadon Sancho, Anthony နဲ့ Terence Malacia တို့ကိုရောင်းချဖို့အတွက်စီစဉ်နေပါတယ်။ဒါကပဲရှီယာကကုညာအောင်မြင်ဖို့အတွက် United လိုအပ်တယ်လို့ခန့်စားရတဲ့အချက်ဖြစ်ပါတယ်။ သူတယောက်တည်းကတော့ United အတွက်ဘာမှထူးခြားလာမှာမဟုတ်ဘူး။ဒါအပြင်နောက်တဲ့ကစားသမားအသည့်6ယောက်9ယောက်ထက်ခေါ်ဖို့လိုပါလိမ့်မယ်။သူ့ကိုခေါ်ယူပြည်ရင်တော့အသင်းအတွက်လိုအပ်နေတဲ့ကစားသမားတွေကတယောက်ဖြစ်လာနိုင်ပါသေး။သူ့ကိုခေါ်ယူဖို့ဆုံးဖြတ်ချက်ကိုလည်းကျွန်တော်နားလည်ပါရစေ။ကုညာဟာအသင်းအတွက်အကောင်းဆုံးထပ်ပြီးတော့ဖြည့်တည်မှုတစ်ခုဖြစ်လာမှာပါ။သူ့အတွက်ဘယ်လောက်ပေးရမလဲမသိပေမဲ့တည်တာရဲ့ပမာဏဖြစ်မယ်လို့တော့ထင်ပါရစေ။ သူမအရေးချင်းရှိလားဆိုတော့ပုံမှန်ပါပဲသူမအရေးချင်းကောင်းနေရှိပါတယ်ဒါပေမဲ့ထိတ်တန်းကစားသမားအများစုကထူးခြားတဲ့ဇယိုင်းတဲ့လူဆိုလို့ရှိရင်တော့တိတ်ပြီးမကြိုက်တဲ့အပိုင်းတွေရှိတတ်ပါတယ်လို့အလန်ရှီယာကသုံးသပ်သွားခဲ့ပါတယ်ရှင်နံပါတ်2ပရီးမီးယားလိဂ်ကိုဟယ်ရီကိန်းပြန်လည်ပြောင်းရွှေ့တင်လို့ရှိရင်ဘာရန်မြူနီအသင်းကတားဆီးမှာမဟုတ်တဲ့အကြောင်းအရာကိုလည်းဝေမျှပေးသွားကြပါတယ်အင်္ဂလန်တိုင်းစစ်မှုဟယ်ရီကိန်းအဆိုရင်ဂျာမန်မြေမှာခြေစွမ်းနေပြနိုင်ပေမဲ့လည်းပရီးမီးယားလိဂ်ကိုပြန်လည်ပြောင်းရွှေ့ကစားဖို့အတွက်ဆန္ဒရှိနေကြောင်းသတင်းတွေထွက်နေပါတယ် လက်ရှိမှာသူ့ကိုခေါ်ယူဖို့အတွက်ပရီးမီးယားလိထိုက်တန်ကလပ်တွေဖြစ်တဲ့လီဗာပူး၊ချက်ဆီနဲ့ယူနိုက်တက်အသင်းတွေကစိတ်ဝင်စားနေပါတယ်။ဘရမူနီအသင်းရဲ့တောင်းရှိသူတွေကသူသားအမန်တကယ်ဆန္ဒရှိရင်ကဲလန်းမှုတွေကိုလက်ခံစဉ်းစားတော့မှာဖြစ်တဲ့အကြောင်းကိုဂျာမန်မီဒီယာ Sport One ကနေပြီးတော့ဖော်ပြလာခဲ့ပါတယ်။အသက်32နှစ်အရွယ်ရှိတဲ့ဟယ်ရီကိန်းက2023ခုနှစ်နွေရာသီမှာစပါတင်ကဘရမူနီအသင်းထံကိုကလပ်စန်ဂျိတ်တင်ပြောင်းရွှေ့ခြင်းယူရိုသန်း100နဲ့ပြောင်းရွှေ့ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ သူကဘာရမြူနစ်အသင်းအတွက်နေရာဒီအတွင်းမှာပြိုင်ပွဲဆုံး88ပွဲမှာသွင်းဂိုး80အထိသွင်းယူထားနိုင်တဲ့သူလည်းဖြစ်ပါရှင်ဆက်လက်ပြီးတော့အာဆင်နယ်ရဲ့ပြစ်မှတ်ဂိုးသမားကိုကြားပြတ်ချိတ်ဆက်လာခဲ့တဲ့ United ဆိုတဲ့အကြောင်းအရာကိုလည်းပြပြပေးသွားကြပါသေးတယ် United အသင်းဟာအသင်းရဲ့နေပြားယူဘင်အမော်ရင်ရဲ့လူစရင်ကိုအင်အားဖြည့်တင်းမှုအတွက်လာမယ့်နေရာဒီအပြောင်းရွှေ့ကာလာမတိုင်ခင်မှာအာဆင်နယ်အသင်းရဲ့ကာလာရှိပြည့်မဲ့ကစားသမားတယောက်ကိုကြားပြတ်ပြီးတော့ခေါ်ယူဖို့အတွက်ချင်းကပ်မှုတွေပြုလုပ်လို့နေပါတယ် ပိန်သတင်းတွေအရကတော့ United ကအစ်ပညိုအသင်းရဲ့ကိုယ်တော်ဖြစ်တဲ့ Joan Garcia ကို Ultra Four Green Sea ကိုခေါ်ယူဖို့အတွက်သူရဲ့ကိုယ်စားလှယ်တွေနဲ့လည်းဆက်သွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြလာကြပါတယ်။ကာစီယာကအာဆင်နယ်အသင်းကပြီးခဲ့တဲ့နေရာဒီတုန်းကနှစ်ချိန်တိုင်တိုင်ကလန်းခဲ့ပြီးမြေအစ်ပန်ယိုကပယ်ချခဲ့ပါတယ်။ဒါပေမဲ့ပြောင်းရွှေ့ကာလမှာတော့အာဆင်နယ်အပြင်ရီယယ်မက်ဒရစ်အသင်းတွေကပါသူ့ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရဆိုတဲ့သတင်းတွေကထွက်ပေါ်နေပါတယ်။ United အသင်းကလက်ရှိအသင်းရဲ့နံပါတ်၁ကိုသမအန်ထရီအိုနနာကိုစိန်ကွန်ရှင်ပြိုင်နိုင်မဲ့သူ ဒါမှမဟုတ်အစားထိုးနိုင်မဲ့သူတယောက်ကိုရှာဖွေနေရလဲဖြစ်ပါရင်အသင်းရဲ့အရန်ကိုသမားပရင်တီယာကိုဒီနေရာဒီမှာရောင်းချသွားဖို့အလားအလာညနေပြီးဝိုင်းရင်ကိုသမားချင်းတွိုင်းတန်ကလည်းအသင်းကနေထွက်ကောင်တော့မှဖြစ်တာကြောင့်ကိုသမားနေရာအင်အားပြည့်တင်ဖို့အတွက်လိုအပ်လာခဲ့ပါပြီဒါပေမဲ့ဂါစီယာကိုခေါ်ယူဖို့ထိတ်တန့်အသင်းတွေကပါစိတ်ဝင်စားနေတာဖြစ်လို့ United အတွက်လမ်းပြောင်းနေမှာတော့မဟုတ်ပါဘူးအစပန်ညိုအတွက် La Liga မှာပွဲစဉ်တိုင်းပွဲချိန်ပြေကစားပေးထားပြီး ပေးကူမရှိတဲ့ပွဲခွနဲ့ပွဲအထိရရှိအောင်လို့ဆန်းဆောင်ထားနိုင်တယ်။ဒီကူသမားရဲ့စာချုပ်မှာအ ਨੇ ဆုံးပြောင်းရွှေ့ကြရဆိုလို့ရှိရင်တော့ယူရို25ဒံပေါင်အနေနဲ့20ဒသမ8ဒံလည်းဖြစ်ပါရည်။ဒါပေမဲ့အပြောင်းရွှေ့ကန်လာရဲ့နောက်ဆုံး25ရက်မှာတော့ဒီပမာဏဟာယူရိုတန်း30ပေါင်25ဒံအထိကိုတော့မှမြင့်တက်သွားနိုင်တာပဲဖြစ်ပါရဲ့ရှင်။ဒီနေ့အတွက်နောက်ဆုံးအနေနဲ့ကတော့ ချန်ပီယံလိဝင်ခွင့်ရတဲ့အသင်းမှသာ United ရဲ့တိုက်စင်မှု Rashford ကစားခြင်းနဲ့ဆိုတဲ့အကြောင်းအရာကိုပြပြရင်းနဲ့နှုတ်ဆက်ချင်ပါတယ်။အင်္ဂလန်တိုက်စင်မှု Rashford အနေနဲ့လာမယ့်ရာသီမှာချန်ပီယံလိပြိုင်ပွဲကစားခွင့်ရတဲ့အသင်းမှပဲကစားတော်ဖို့အတွက်ဆန္ဒရှိနေပြီးတော့ United အသင်းကိုပြန်လာဖို့အတွက်အစီအစဉ်မရှိဘူးလို့သတင်းတွေကနေဖော်ပြခဲ့ပါတယ်။ Rashford ကလက်ရှိမှာ Villa အသင်းစီကိုရာသီကုန်နဲ့အထိအငန်းနဲ့ရောက်ရှိနေရဖြစ်ပြီးတော့ရာသီကုန်မှာပေါင်တန်း40နဲ့အပြီးသက်ခေါ်ယူဖို့ကိုလည်းသဘောတူညီမှုရထားဖြစ်ပါတယ်။ ါပေမဲ့ဗီလာသင်းဟာအခုရာသီချန်ပီယံလိကွာတာဖိုင်နယ်ကနေထွက်ခဲ့ရသလိုပရီးမီးယားလိမှာလည်းချန်ပီယံလိဝင်ခွင့်မသေးချာဖြစ်လာခဲ့ပြီးရဲ့နောက်ရက်ရှ်ဖို့ကိုအပြီးသက်ခေါ်ယူဖို့အတွက်ဆုံးဖြတ်ချက်ကိုပြန်လည်ပြီးတော့စဉ်းစားနေရလို့သတင်းတွေကဖော်ပြနေပါတယ်။အသက်29နှစ်အရွယ်ရက်ရှ်ဖို့က United အသင်းနဲ့တုံးနေစာချုပ်သက်တမ်းကျန်းရှိနေတာဖြစ်ပြီးတော့ United အသင်းကလည်းလာမယ့်လရန်ဒီမှာတိုက်စစ်ကိုအင်အားဖြည့်တင်သွားဖို့အတွက် Rashford အပောင်းဝင်ကစားသမားတချို့ကိုရောင်းချသွားဖို့လည်းရှိနေပါတယ်။ ရက်ရှ်ဘုတ်က United နေပြ Amorin Lantern မှာပုံမှန်ကစားကွင်းရမှာမဟုတ်ဘူးလို့ယုံကြည်နေပြီးတော့သူ့အနေနဲ့ပုံမှန်ကစားကွင်းရမယ့်အသင်းမျိုးစီကိုပြောင်းရွှေ့ဖို့အတွက်စဉ်းစားနေရဆိုပြီးတော့လည်းသိရပါဗျ။ United အသင်းရဲ့တာမန်တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့ Sancho ရဲ့အနာဂတ်ကလည်းမသေးကြဘူးဆိုတဲ့သတင်းတွေကအခုလက်ရှိမှာထွက်ပေါ်နေရဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဒီကနေ့ရဲ့သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲရှင်။ နားဆင်ပြီးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုလည်းအထူးအထူးပဲကျေးဇူးတင်ပါတယ်။ဇာရီရဲ့ဒီတိုင်းစပေါ့မြန်မာပရိသတ်တခုတယောက်ဒီတိုင်းအားလုံးနေထွက်မှာရွှေခွက်နဲ့ငွေတွေအပြည့်အမောက်ခံယူနိုင်ကြပါစေရှင်။